Hello. အာဒီ future spawn နဲ့ဖတ်သက်ပြီးတော့မဖတ်ပေးဖြစ်တာအနာဂတ်လက်တွဲပုံနဲ့ပတ်သက်ပြီးတော့အဲ့လို reading လေးတွေမလုပ်ပေးဖြစ်တာကြာပြီးဖြစ်လို့မို့လို့အခုဒီနေ့လုပ်ပြီးမှာပေါ့နော်ဆိုတော့ entertainment အနေနဲ့ပဲကြည်ကြည်အဲဘလိုမျိုးပဲကြည်ကြည်ပေါ့နော် energy ကိုက်ညီရယ်ဆိုရင်စက်ကြည် collective reading ပဲဖြစ်မှာ comment တွေမှာ negative တွေလာလာပြောပြီးတော့အာယုံနောက်အောင်မလုပ်ကြပါနဲ့ရှင်မမှန်မှုထင်နေကိုတက်မဟုတ်ဘူးလို့ယူဆရယ်ဆိုရင်ကြော်သွားလိုက်လीနော်မျက်စိအညာခံ data တွေကုန်ခံပြီးပါဘလို့စက်ကြည်နေမှာလဲပေါ့နော်ဆိုတော့ဟုတ်ပြီ ဒီ reading ကိုလာကြည့်မယ် collective လေးတွေရဲ့အနာဂတ်လက်တွဲပေါ်ကဘယ်လိုပုံစံရှိမလဲဘယ်လိုမျိုးတွေ့မလဲသူနဲ့အတူတူရှိနေပြီဆိုရင်ဘယ်လိုမျိုးတိုးတက်မှုတွေကိုခံစားရမလဲဆိုတာကိုကြည့်ပေးမယ်ပေါ့နော်အချက်၃ချက်ကိုအခြေခံပြီးကြည့်မယ်သူရဲ့ personality okay ဘယ်လိုတွေ့မလဲဘာတွေတိုးတက်မှုရှိလာမလဲ okay ဒါတွေကိုကို identify လုပ်မယ်ကက်ကလေးတွေထပ်ဆွဲပြီးတော့ pink color did the future spot. Yeah, as an element. Mm. Okay, do me a blue chain, I do me a cat at twilight. Blue do the moon machine. ုတ်ပြီပေါ့နော်ကိုယ့်ရဲ့ collective လေးတွေရဲ့လက်ရှိအခြေအနေပေါ့နော်လက်ရှိ energy ပေါ့နော်လက်ရှိ energy အရာကရွေးစရာတွေများနေရမျိုးတွေ့ရတယ်နှစ်ယောက်တည်းကတစ်ယောက်တော်၎င်းဒါမှမဟုတ်ကိုယ့်ရဲ့ collective လေးတွေကိုသဘောကျနေတဲ့သူတွေအများကြီးရှိပင်မဲ့လေအဲ့ဒီလူတွေတဲကကိုကဘယ်သူကိုရွေးလို့ရွေးရမှာမသိဘဲနဲ့လက်ရှိမှာအဝေဝဲမရဖြစ်နေတဲ့သူတွေပါလိမ့်မယ် ပေါ့နော်ကိုယ့်ရဲ့ collateral တွေကလက်ရှိမှာ base of the debt က foreign source ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အခြေအမြေတားရေးနဲ့ပတ်သက်ပြီးတော့ trauma တွေတဲကနေရုံးမထွက်နိုင်တဲ့သူတွေပါလိမ့်မယ်ပေါ့နော်လက်ရှိမှာစိုးရိမ်ပူပန်စိတ်တွေများနေတယ်ဒီအသေးကွဲထားတာမကြသေးတဲ့သူတွေပေါ့နော်ဒီနောက်ကျောကိုဓာတ်ထိုးခံထားရတာမကြသေးတဲ့သူတွေတချို့တွေအရန်ကြာနေပြီဆိုရင်လည်းပဲအခုဒီဒီကာလလေးမှာဒီရပိုင်းနေမှာဒီအတိတ်က trauma တွေကလာပြီးတော့မင်းကိုအာပြန်ပြီးတော့အမှတ်ရစေဖို့အတွက် အကြောင်းအရာတွေတိုက်ဆိုင်လာတာမျိုးအဲ့ဒီဒဏ်ရာတွေပြန်ပေါ်လာတဲ့အတွက်လက်ရှိမှာအခြေအနေလာရေးနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်စိတ်တွေများနေပြီးတော့အေးအေးပြတ်နေတဲ့သူတွေအာအထီးကျန်ပြီးတော့ဝမ်းနည်းနေရတဲ့သူတွေပါမယ်ဒီ reading ကိုကြည့်တဲ့သူတွေကလက်ရှိမှာအဲ့ဒီလိုမျိုးပေါ့နော်ဟိုရွေးချယ်စရာတွေရှိတော့ညာလဲပဲ အဲ့ဒီအတိတ်ကဒံယာကြီးကိုလက်တလုံးမှာပြန်ပြီးတော့တတိယနေတဲ့အတွက်ကိုကိုလာပြီးတော့ propose လုပ်နေတဲ့သူတွေကိုဘေးနာကိုလာပြီးတော့ကောင်းတဲ့အခွင့်အရေးအလန်းတွေကိုကိုတကယ်ချစ်ပေးမဲ့သူရောက်လာနေပင်မဲ့မင်းတို့ကအဲ့ဒီအတိတ်ကဒံယာကြီးကိုမမေ့နိုင်ဖြစ်နေပြီးတော့ဒီလူအပေါ်မှာလည်းတန်တရားတွေဝင်နေရမျိုးကိုတွေ့ရတယ်ဆိုတော့ကို color တည်းရဲ့ကိုယ့်ရဲ့ color တည်းရဲ့ဒီ future spot ရဲ့ personality ကဘယ်လိုမျိုးလဲဆိုတော့မင်းကိုပေါ့နော်ဒီဝေဝါမှုတွေကနေဆွဲထုတ်ပေးနိုင်တဲ့သူဖြစ်လိမ့်မယ် သူတို့ရဲ့ personality ကမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အာ magician အရာပေါ့နော်နှစ်လိုပွဲကောင်းလိမ့်မယ်ချောတာတော့၎င်းဒီထက်မြက်တာတော့၎င်းပေါ့နော်ဒီလိုမျိုးသူတို့ aura ပေါ့နော်သူတို့ရဲ့ကိုယောင်ကိုယ်ဟာကိုမြင်လိုက်တာနဲ့အချိန်တစ်ခုရှိနေတယ်လို့မျိုးဟိုဆွဲဆောင်နိုင်တဲ့သူတွေဖြစ်တယ်လူတွေပေါ်ကိုလွှမ်းမိုးနိုင်တဲ့သူဖြစ်တယ်ပြီးတော့သူ့ရဲ့ ਨੇ ပယ်မှာတော့ပေါ့နော်သူကဘာလုံလုံလဲဘလို့အတမွေးဝမ်းကြောင်းရှိနေတယ်လဲ အဲသူကျင်လည်နေတဲ့ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာသူဟာ communication အရန်ကောင်းတဲ့သူမျိုးအပြောဆိုအရန်ကောင်းပြီးတော့ပျော်ပျော်နေတတ်တဲ့အဲသူ့ကိုဆိုရင်လည်းပတ်ဝန်းကျင်ကသူတွေကအရန်ချစ်ကြတယ်ဆိုတာမျိုးကိုတွေ့ရတာဒါသူ့ရဲ့ personality ပေါ့နော်အဲ collective လေးတွေရဲ့တစ်ဖက်သူကပေါ့နော်ဒီ future spark က strong ဖြစ်တယ် ဒါပေမဲ့လဲ stone and salt ပေါ့နော်အာသူတန်မာရမဲ့နေရာမှာတန်မာတယ်သူရဲ့ talent ကြီးအပြည့်ရှိနေပြီးသားအကြီးအချင်းအရန်ရှိပြီးတော့ကြတော့ပျော့ပျော့နေတတ်တဲ့သူမျိုးဆိုတာကိုတွေ့ရတယ်ဆိုတော့သူ့မှာကဒီလိုမျိုးပျော့ပျော့နေပြီးတော့သူလိုအပ်တဲ့ skill ကိုအာအပြည့်အဝရှိရတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ collective လေးတွေကဘာကိုရွေးချယ်လို့ရွေးချယ်ရမှန်းမသိဘူးဝေဝါတတ်တဲ့သူမျိုးစိတ်ခံစားချက်ကိုဦးစားပေးတတ်တဲ့သူမျိုးကိုယ့်ရဲ့ collective လေးတွေကလေအာ water sign နဲ့ A size town ဖြစ်တယ်ပေါ့နော် Pisces Cancer Scorpio နဲ့ Aquarius Libra Libra Gemini ဆိုတဲ့ဒီ sign တွေ strong ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ color delay တွေကအရင်အတွေးများတယ် overthinking ဖြစ်တယ်။ဒီအတိတ်မှာပဲအတွေးတွေကိုနစ်မြုပ်ပြီးတော့နာကျင်တယ်။ဟိုးမဖြစ်လာသေးတဲ့အနာဂတ်ကိုမျှော်မှန်းပြီးတော့စိုးရိမ်ပူပန်တယ်။လက်ရှိ ပစ္စုပန်မှာမနေနိုင်တဲ့သူတွေပေါ့နော်ဒီပစ္စုပန်မှာပိုင်ဆိုင်ထားတဲ့ကောင်းခြင်းလေးတွေအပေါ်မှာကျေးဇူးတင်ဖို့မေ့နေတဲ့သူတွေပါတယ်ကိုယ့်ရဲ့ collective လေးတွေကဆိုတော့မင်းတို့ရဲ့ futures power ကမင်းတို့ရဲ့အဲ့ဒီပစ္စုပန်မှာမနေနိုင်ဘဲနဲ့ဝေခွဲမရတဲ့စိတ်တွေနဲ့အငြင်းန်ပူပန်နေရတာတွေကိုဖြည့်ရှင်းပေးလိမ့်မယ်သူ့မှာကဘာဖြစ်လို့လဲဆိုတော့အရန်ဟို ဗါလဲညံကောင်းတဲ့သူမျိုးဖြစ်လိမ့်မယ်ဒီလူဒီဒီတစ်ဖက်သူကပေါ့နော်ကောင်းကလေးပဲဖြစ်ဖြစ်ကောင်းကလေးပဲဖြစ်ဖြစ်အဲ့ဒီမင်းတို့ရဲ့ future spot ကညံကောင်းတယ်အာအစိုးဘက်ကကြည့်မယ်ဆိုရင်တော့ play game လေးတွေ play point လေးတွေဖြစ်ဖို့များတယ်လှည့်စားတတ်တယ်ပေါ့နော်သူလှည့်ပြီးစားနေရင်ကိုပဲအဲ့ဒီဟာကိုမတိလိုက်အောင်အထီသူက skill ကောင်းတယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒါက future spot ရဲ့ personality ပေါ့နော်ဘယ်လိုအချိန်မှတွေ့မလဲဆိုတာကိုကြည့်ရအောင် ဟုတ်ပြီကိုယ့်ရဲ့ color တက်လေးတွေနဲ့မင်းတို့ရဲ့ future spark ကဘယ်လိုအချိန်ဒီမှာတွေ့မလဲဆိုတော့ sensor source ရဲ့ energy နဲ့ကိုယ့်ရဲ့ color တက်လေးတွေကလက်ရှိဒီ energy ကြီးပေါ့နော်လက်ရှိဝေဝဲမရတာတွေစိုးရင်ပူပန်မှုတွေအထီးကျန်ဝမ်းနေတာတွေအဲလိုရာမရရတာမလို့ဖြစ်နေတာတွေဒီလို energy တွေကနေယုံထွက်ပြီးတော့ပိုကောင်းတဲ့နေရာတစ်ခုကိုသွားဖို့အတွက်စူးစမ်းတဲ့အချိန်မှာတွေ့လိမ့်မယ် ဆိုတော့ energy တွေကလည်း shift ဖြစ်နေပြီးရုပ်ပိုင်းဆိုင်ရာအရာလည်းအပြောင်းအရွှေ့တွေလုပ်တဲ့အချိန်မှာတွေ့နိုင်တယ်အခုကိုယ့်ရဲ့ collective လေးတွေကလက်ရှိမှာအဲဘယ်လုပ်ကိုလုပ်နေလဲလက်ရှိအလုပ်ကနေပြီးတော့အလုပ်ပြောင်းတာမျိုးတော့၎င်းနိုင်ငံပြောင်းတာမျိုးတော့၎င်းမြို့ပြောင်းတာမျိုးတော့၎င်းအဲ့ဒီလိုမျိုးဒီလက်ရှိနေရာကနေအပြောင်းအရွှေ့လုပ်တဲ့နောက်တနေရာမှာတွေ့မှာပေါ့နော်အဲ့ဒီမင်းတို့ရဲ့ future spawn နဲ့အဲ့ဒီလိုမျိုးတွေ့တဲ့အချိန်ကြရင်လည်းနှစ်ယောက်လုံးကလေ နေပဲအသေးသေးမှကိုစီအောင်မြင်နေတဲ့သူတွေဖြစ်လိမ့်မယ်။ Kino 1 and Sis or Sauce, Sis or 1ပေါ့နော်။ဘယ်လိုပြောရမလဲ။အောင်မြင်မှုအသေးသေးရနေတဲ့အချိန်လေး လူတွေကမင်းတို့လုပ်တဲ့များကိုအတိအမှတ်ပြတဲ့အချိန်နဲ့ဥပမာအခုလက်ရှိမှာကိုယ့်ရဲ့ quality လေးတွေကမိသားစုရဲ့လွှမ်းမိုးမှုကိုခံထားရတယ်။အဲသူတို့ကိုမလွန်ဆန်နိုင်ဘူး။ကို့မှာအရေးအချင်းရှိတယ်။အာ area တွေရှိတယ်ဆိုရင်တောင်မှပဲမိသားစုကဒါကတော့မြင်မကောင်းဘူးနော်ဆိုပြီးတော့ဟိုအနောက်ကနေ sporty မပေးဘူးဆိုရင်ညီညီလေးနေနေရတဲ့အခြေအနေဆိုရင်ကိုယ့်ရဲ့ quality တွေကဒီ future spawn နဲ့တွေ့တဲ့အချိန်မှာတော့အဲ့ဒီအခြေအနေအလုံးကိုကျော်လွှားခဲ့ပြီ။ကိုလုံးချင်အောင်လုံးနိုင်ခွင့်ရှိနေပြီ။အဲ့ဒီလုံးသမားကိုလည်းဒီမိသားစုကတောင်မှပဲဟဲနင်းတော်လိုက်တာဆိုပြီးတော့အတိအမှတ်ပြတဲ့ တဲ့အခြေအနေမျိုးမင်းတို့ကျင်လေရာအဝန်အဝိုင်းအတိုင်းအဝိုင်းမှာတော့အောင်မြင်မှုတစ်ခုနေရာတစ်ခုအထိရတဲ့အချိန်မှာနှစ်ယောက်သားကတွေ့ပါလိမ့်မယ်ရှင်ပေါ့နော်ဆိုတော့နှစ်ယောက်လုံးတွေ့တဲ့အချိန်ကသူရောကိုရောအဆင်ပြေအောင်မြင်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ right time ပေါ့နော်အာ divine timing ဆိုတာအဲ့ဒါကိုပြောတာမင်းဒီလက်ရှိအခြေအနေမှာဒါဒီ future spawn နဲ့လာတွေ့ရင်မမြဲဘူးကွဲမှာပဲဘာကြောင့်လဲဆိုတော့ energy တွေတူမနေဘူးလေမင်းကအမြဲတမ်းမှုံမိုင်းဝေဝါးနေရအောင် ဟိုမင်းရဲ့ energy ကသူ့ကိုမမီနေသေးဘူးဆိုတော့ဒီအချိန်မှာလာတွေ့ရင်ကွဲမှာပဲသူအဆင်မပြေနိုင်ဘူးအခုမင်းတို့တွေ့မဲ့အချိန်ကမင်းကလည်းဒီမင်းရဲ့လက်ရှိ negative energy တွေကနေယုံထွက်ပြီးတော့ဘဝရဲ့ physical ရော mental ရောဒီလိုမျိုးအကုန်လုံးက shift ဖြစ်ပြီးတော့ positive ဘက်ကိုပြောင်းနေတဲ့အချိန်သူကလည်းအဲဆဆအရာရာအဆင်ပြေပြီးအောင်မြင်နေတဲ့အချိန်မှာနှစ်ယောက်လုံးကဟာတွေ့လိုက်တဲ့အချိန်မှာဒါအချိန်ကြိုက်ပဲဆိုတော့နှစ်ယောက်လုံးကပြိုရမယ်ဆိုတာမျိုးကိုတွေ့လိုက်မျိုးပေါ့နော် ဆိုတော့ဒါပဲချိန်မှာတွေ့မှာလဲဆိုတော့သူနဲ့အတူတူမင်းနဲ့အရှိနေပြီဆိုရင်ဘလို့တိုးတက်မှုတွေမင်းတို့ကဖြစ်လာမှာလဲပေါ့နော်ဒီ relationship ရဲ့ theme ကဘလို့လေးသွားမလဲလို့ကြည့်လိုက်တော့ကိုယ့်ရဲ့ quality တွေကအတွေးတွေများတယ်လို့ကိုပြောခဲ့တယ်ရောဆိုတော့ဒီအမျိုးသားနဲ့ဒီအမျိုးသမီးလေးနဲ့ကိုယ့်ရဲ့ quality တွေကအတူတူရှိနေပြီဆိုတဲ့အချိန်မှာမင်းတို့ရဲ့စိတ်ထောင်ချောက်တွေကနေရုံထွက်နိုင်လိမ့်မယ်အာဆိုတော့မင်းတို့ကပေါ့နော် trauma ဆိုတာကုရတာခက်ခဲတဲ့အရာလေးเนาะဘလောက်ပဲဒီ negative energy တွေကနေယုံထွက်ပြီးတော့ဟိုပိုကောင်းတဲ့နေရာကိုအပြောင်းအရွှေ့လုပ်ခဲ့ပါစေဟိုရင်ထဲရဲ့အနက်အစိုင်းဆုံးတနေရာမှာတော့ဒီဒဏ်ရာအမာရုပ်ကကြံအောင်ပါပဲဆိုတော့သူနဲ့အတူတူရှိနေပြီဆိုတော့အချိန်မှာမင်းရဲ့အဲ့ဒီစိတ်ဒဏ်ရာတွေအားလုံးကိုမင်းရဲ့ precious power ကကုစားပေးလိုက်မယ် healing လုပ်ပေးနိုင်လိမ့်မယ်ပေါ့เนาะဆိုတော့အာသူနဲ့တွေ့ပြီဆိုတာ ਨੇ မင်းဘဝမှာဒီ stone ဖြစ်တဲ့အဘယ်လိုပြောရမလဲ long term ပေါ့နော်ရေရှည်ကိုသွားလို့ရမယ် stable ဖြစ်တဲ့အစားတစ်ခုကိုဖန်တီးနိုင်လိမ့်မယ်စီးပွားရေးအစ်စ်တစ်ခုစားလိုက်တာတော့၎င်းနှစ်ယောက်သားဘဝအစ်စ်စပြီးတော့ကြတော့ရေရှည်မှာဦးစားတာကောင်းတယ်လို့ပြောရမလားရေရှည်မှာကောင်းမွန်လာဖို့အတွက် ဘဝအသက်စနိုင်တဲ့ဒီနှစ်ယောက်သားကအခြေခံလိမ့်မယ်တည်တန့်သွားမှာမျိုးပေါ့နော်ကိုယ့်ရဲ့ quality တွေက overthinking နေဖြစ်ပြီးတော့အများရန်ပူပန်နေရတယ်ပူလောင်နေရတယ်ဆိုရင်လည်းပဲဒီမျိုးသားနဲ့ဒီမျိုးသမီးနဲ့အတူတူရှိနေပြီဆိုတဲ့အချိန်မှာမင်းတို့ဟာလေတည်တည်တန့်တန့်ခက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 ်ဖြစ်သွားလိမ့်မယ်ဒီမှာတို့လား water sign cup energy တွေ source energy တွေကနေ အခဆိုင်ရဲ့ energy ကိုရောက်သွားတာဒါမြေဓာတ်ပေါ့နော်ရေဓာတ်တွေလေဓာတ်တွေကနေမြေဓာတ်ကိုကူးပြောင်းသွားနိုင်တာဘယ်တော့တောင်ကောင်းလိုက်လဲအဆင်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 ဖြစ်သွားတာပေါ့နော်တည်ငြိမ်ပြီးတော့ခိုင်ခန့်သွားပြီဆိုတာမျိုးကိုပြောချင်တာအာကိုယ့်ရဲ့ collective တွေကတော့လည်းကောင်းတစ်ဖက်သူကတော့လည်းကောင်းနှစ်ယောက်သားအပြန်အလှန်မတွေ့ကြခင်မှာ play နေကြတယ် အဲဒီရီးစားတွေအများကြီးထားတယ်အဲအချက်ပေါ်မှာယုံကြည်မှုမရှိဘူးအပြန်အလှန်ဒီလိုမျိုးတွေ play နေကြရဲဆိုရင်နှစ်ယောက်တူတူတွေ့တဲ့အချိန်မှာအဲ့ဒီဟာတွေကိုအကုန်ထားခဲ့ပြီးတော့ဒီတယောက်ကိုတယောက်အပြန်အလှန်ဆွဲဆွဲမြင်းမြဲအဲချစ်ကြလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဒါသူနဲ့အတူတူနေရှိနေတဲ့အချိန်မှာပြောင်းလဲလာမဲ့ thing ဖြစ်တယ် ဖေးလျှော်ဖန်တီကဲနိုင်လျှော်ဖန်တီကဲခန်းစားချက်တွေလည်းဟိုဘယ်လိုလဲစိတ်မကစားတော့ဘူးသူနဲ့သူသူသူမှသူပဲဖြစ်တော့မယ်သူကလည်းမင်းမမင်းပဲဖြစ်တော့မယ်စီးပွားရေးအရာမှာလည်းနှစ်ယောက်အတူတူအစာပြုတ်လိုက်တဲ့ဒီစီးပွားရေးလေးကနောက်ဆုံးမှာ အခြေတည်သွားပြီးခိုင်ခန့်သွားပြီးဆိုတာမျိုးတွေအထိဖြစ်လာနိုင်တယ်ဆိုတာမျိုးကိုတွေ့ရတယ်။နှစ်ယောက်သားကဒါ future spouse ပေါ့နော် right time a right person နဲ့တွေ့လိုက်တဲ့အတွက်ကြောင့်မလို့ဘဝမှာအရာရာကတော့အဆင်ပြေပြီးတော့အခြေခိုင်လာတယ်ဆိုတာမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်။ဆိုတော့ဒီ reading ကဟိုဘယ်လိုပြောရမလဲ။ positive တွေပဲအရင်များမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါကိုပဲအဓိကထားပြီးပြောပြတာကိုဟိုနှစ်ယောက်သားကြားထဲမှာဒီလိုမျိုးအခြေခံပြီးတော့အခြေတည်လာတဲ့ healing တွေလုပ်ပေးနိုင်တယ်ဆိုတော့ညာလေလူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ယောက်သားကြားထဲမှာ conflict တွေကတော့ဖြစ်မယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ quality တွေကအစကတည်းကအတွေးများတယ်။စိတ်ခံစားချက်ကိုဦးစားပေးတတ်တဲ့သူဖြစ်တယ်။မင်းတို့ရဲ့တစ်ဖက်သူကကြတော့ အဆိုင်ရဲ့ energy နဲ့အရန် detail oriented ဖြစ်တယ် action oriented ဖြစ်တယ်တခုခုဆိုရင်အသေးစိတ်လုပ်တယ်တခုခုဆိုရင် results ကိုပဲကြည့်တယ်ဒီလိုလူမျိုးနဲ့စိတ်ခံစားချက်ကိုဦးစားပေးပြီးတော့ဟိုအရာရာကို over thinking ဖြစ်ပြီးတော့ပူပန်တတ်တဲ့သူတန်တရားတွေများတတ်တဲ့သူနဲ့တွေ့တဲ့အချိန်မှာအာအဆင်မပြေမှုလေးတွေကတော့ကြုံပါပဲ အဲ့ဒီလိုအချိန်မှာနှစ်ယောက်သားခဏလေးဝေးကွာသွားပြီးတော့ကြတော့ဝေးကွာသွားတယ်ဆိုတော့ကွဲပြတ်သွားတာကိုပြောတာမဟုတ်ဘူးစိတ်ဆိုးစိတ်ကောက်တာပေါ့ကွအထီးကြံရတာမျိုးတွေတော့ဖြစ်ကောင်းဖြစ်မယ်သို့တော်လည်းပဲတဲ့မင်းတို့နှစ်ယောက်ကအဆုံးထိအတူတူလက်တွဲသွားနိုင်ပါလိမ့်မယ်တဲ့ရှင်ဆိုတော့ဂျေစုတင်ပါတယ်ဒါဟာ Sunday ပေါ့နော်နားရတဲ့ညလေးမှာ entertainment အနေနဲ့ပဲဖြစ်ဖြစ်စိတ်လက်ပေါ်ပါစီပူရည်ရွယ်ပါတယ်အနာဂတ်ရဲ့ဖူးစာရှင်ကအိုးဘလို့တောင်းမှာပဲအာ အကူတင်စရာကောင်းလိုက်လဲပေါ့နော်ဆိုတော့ဒီလိုလူမျိုးလေးနဲ့တကယ်တွေ့ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်ပြီးရင်တော့ပျော်ရတဲ့မိသားစုလေးကိုဖန်တီးနိုင်ကြပါစေနော်အာ free reading လေးတွေကိုဒီလိုမျိုးလက်ခံရရှိခြင်းနေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါရှင် personal reading reading လေးဝယ်ခြင်းနဲ့ဆိုရင်တော့ Telegram booking လေးယူလို့ရပါမယ်เนาะဆိုတော့ comment လေးတွေအားလုံးကိုလည်းကိုလိုက်ပြီးတော့ဖတ်ပါရယ်အဲဘာလေးပဲတင်တင်ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆိုတော့တက်တာကိုရနောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်နော်